Golden Point Solution ဘယ်သူဖြစ်မလဲ?အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ page ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့စကားတင်စင်ထွက်ပေါ်လာပြီဖြစ်တဲ့ Golden Point စုကိုဘယ်သူရောက်တော်မလဲဆိုတာကိုတိဆက်ပေးတော်မှာဖြစ်ပါတယ်။ဒီစုက2003ခုနှစ်ကစတင်ချိန်မြင့်ခဲ့တာဖြစ်ပြီးလက်ရှိနာမည်ကြီးကစားသမားများစွာအဆိုပါ Solution နေလည်းဖြစ်ပါတယ်။မနေ့ကတော့ဘာစင်လွန်နာတောင်မလူငယ်ကစားသမားလာမင်းရမင်ကာရရှိထားမို့ဒီနေ့မှာတော့စီမင်းရသူမရနိုင်တော့ပါဘူး။သူစီမင်းကရှင်းပါတယ်။ဦးရောင်းပါလေးတွေမှာကစားခဲ့အသက်22နှစ်ရောက်လူငယ်တွေရော တင်းစုအတွက်အကျုံးဝင်ပါတယ်ဒီနေ့အတွက်တစ်ပြင်းနေရလို့ဆွေးရမယ့်ကစားသမားကတော့ဒီဆိုင်ရဒူရီပဲဖြစ်ပါတယ်။အဆိုပါကစားသမားကတော့ PHJ အသင်းရဲ့ဖလားသုံးလုံးအောင်မြင်မှုခင်းစစ်မှာပါဝင်ခဲ့ပြီးထိုက်တန်နဲ့ခြေစွမ်းကိုပြသခဲ့ရပါ။သူတို့ကတော့ထိုက်တန်နဲ့ဆိုပေမယ့် အခြားစကားတဲ့ဇင်းဝင်တွေကလည်းမခင်လာပါဘူး။ဘာစီလိုနာနောက်ခံလူကိုပါစင်အပြင်အာဆင်နယ်အကယ်ဒမီထွန်းနှစ်ယောက်ဖြစ်တဲ့လူဝိစ်ကယ်လီနဲ့အီတန်ဒွန်နရီတို့ကလည်းတက်ဆိုင်ရာအသင်းတွေမှာအရင်နဲ့မလိုက်အောင်ခြေစမ်းတွေပြသထားတာပါ။ဒါ့အပြင်ဂျူပင်အကယ်ဒမီထွန်းရီတက်ကလည်းဒီဆုံးမှာထိုက်တန်နိုင်တဲ့ခြေစမ်းတွေပြသနေခဲ့ပါတယ်။ဘလို့ပဲဆိုဆိုဆူပလာအောင်မြင်မှုနဲ့တိုင်းတာခင်ရင်တော့ဒူအီယာအဆိုပါဆွနဲ့ထိုက်တန်ဆုံးသူတို့ပြောရင်မမားပါဘူး။နီးပြအင်နရီကိုရိုင်းတော်ကပြီးတွေးထားတဲ့ကြောင်ရင်တုံးလျာ PSG ရဲ့တမိုင်းဝင်အောင်မြင်မှုမှာအသုံးတော်ခံထားတာမို့ဂိုရန် ပွင့်ဆိုတဲ့တပြင်းနေရမမားပါဘူးလို့ပြောကြရင်ဒီကနေ့တင်ဆက်မှုကဒီမှနေမယ်ရနာခွင့်ပြပါရှင်ဒီလိုမျိုးဘလုံးတရင်တွေကိုတနင်္လာရီမှာဆုံဆုံလင်းလင်းကြည့်ရှုခန်းစားလို့ရဆိုရင်တော့ပေလီကွန် line and follow လေးလောက်ပေးခဲ့ကြပါအောင်နော်အစုံနဲ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်